ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့တောလုံးပေါင်းရှင်ပရိတ်ဖယ်တဲ့ညကိုတင်ပြသွားမှာဖြစ်တယ်ဗောနောပြီးခဲ့တဲ့တစ်ပတ်မှာကျွန်တော်တို့ဒီပရိတ်ဖန်ဒီအောင်လေးနဲ့ပေးထားတာဗောနော3ခွန်6ခွန်နေ99လေးနေတုံတာလီဒီကျွန်တော်တို့ပေးတဲ့ပရိတ်ဒီဖြစ်ပါတယ်ကြံနေတဲ့ပရိတ်ထက်ကတုံများတဲ့၅ချပရိတ်ကြံနေဗောနောအဲ့ဒီထက်က3ငါးနေဆိုတဲ့အတွက်တုံများပရိတ်ချပေးသွားခဲ့တာဖြစ်ပါတယ်โอเค ဒီနေ့အဆက်ကိုကျွန်တော်တက်တူတို့ထပ်ပြီးလေ့လာကြည့်အောင်ပေါ့နော်ဒါလေးကတော့ကျွန်တော်ဒီပရိသုံးလုံးပေါ့နော်နီး၃မျိုးဖြစ်ပါတယ်ပရိပယ်တဲ့နီး၃မျိုးဖြစ်ပါတယ်ရှေ့ရှေ့၃များပေတာကိုခုံကို၅ပေါ့နော်၃များ၅ခြေပေတာကိုပရိ၃ကို၅ခွန်၆၃များ၃ကိုပေါ့နော်ရှောင်းမြှောက်ဒီလိုလေး ဖြစ်ပါလေဗောနော်ဒီမှာတုံညာလေးတစ်တချိန်မှာဖောက်တယ်ဗောနော်20နံပါတ်နှစ်ဖြစ်ပါတယ်336 695ဆိုတဲ့အတွက်တုံညာလေးတစ်5ပြည်ချပြီးသွားတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်20နံပါတ်နှစ်တစ်ချိန်ဖောက်တယ်ပြီးတော့20နဲ့3နဲ့ကတော့ခုလိုလို့စေကျွန်တော်တို့အပြည့်ပြင်းမရှိသေးဘူးဗောနော်โอเคဒီမှာဆိုရင်တုံညာလေးလေးနင်းနေသေးရှိသေးတော့ဒီပင်လေးပြ Okay နေဆဲပဲဗောနော် โอเคဒီတစ်ပတ်မှာကျွန်တော်တော့3 9 9ဆိုပြီးတော့ပရိနှလုံးပယ်မှာဖြစ်တယ်ပေါ့နော်โอเคဆက်တဲ့ဂျိန်အတွက်ဖြစ်ပါတယ်3 app gap today ပေါ့နော်တော့လုံးပေါင်းရှင်ပရိပယ်တဲ့နေ့ဖြစ်ပါတယ်20အရာကျွန်တော်တို့ပယ်ပရိပေါ့နော်3 9 9ပရိပယ်တာဖြစ်ပါတယ်ခင်ဗျာတော့ညရဲ့ခွန်ခွန်ဖြစ်တယ်ပေါ့နော်ဒါ23မျိုးဖြစ်ပါတယ် ။ Okay နောက်ထပ်20နာရီကိုထပ်ပြီးတော့လေးလာကြည့်မယ်ပေါ့နော်။ Okay ဒါလေးကတော့ဒီပရိနှလုံးပေါ့နော်။ရှောက်တစ်ပေတာငါးလေးလေးဆိုတဲ့အတွက်၃ပရိ၅တုံညာပေတာ၉ပရိ၄၉ပရိပေတာ၇ပရိ၃ညာ၅ပရိပေတာ၉ပရိပေါ့နော်။ဒီမှာတောက်လျှောက်ဖြစ်ပါတယ်။ငါတုံများ38336နဲ့တုံများ3598689တုံများ6နဲ့6694ပါနော် အခွန်ပြီးရင်ကိုရှောင်းနေခွန်တုံရလေးလေးရှိနင်းနေတဲ့ငါရှင်းလေးတုံပါရှင်းရှောင်းတုံခွန်နေတုံရကိုတိပေါ်တော့ဒါသူရှာပြေးသွားခဲ့တယ်ဟာဒီဖြစ်တယ်ပေါ့နော်ကိုလေးပေတာတိနေခွန်ပေတာတိ၆တိပေတာကိုခွန်နေပေတာနေဆိုတဲ့အတွက်ဂျင်ရိုတီမှာဒီအနောက်ကကနန်းတလုံး ဖောက်တယ်ပေါ့နော်ပြီးခရက်တပတ်မှာ ကိုလေးပေတာပေါ့နော်ကိုလေးပြိုက်ပေတာ ၃၅မြေဆွေတဲ့အတွက်တုံညာပရိချပေးသွားခဲ့တဲ့အတွက်ဒီတွင်နေ့ဒီအနောက်ကတခုလည်းထပ်ပြီးတော့ okay လေးရ okay လာတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီတွင်နေ့အဆက်ကိုကျွန်တော်ထပ်ပြီးလေးလာကြည့်မယ်ပေါ့နော် okay ဒါလေးကတော့သူရဲ့20ပဲဖြစ်ပါတယ်ဒီ9နဲ့2ပေါင်းခွန်ခွန်2ပေါင်းကို6လေးပြိပေးတာ6ရှောင်းနဲ့9ပြိချပေးသွားတယ်ပေါ့နော်၄ကို 395ခွန်း36ခွန်း64ပေတာတဲ့38ပေတာလေး64ပေတာတဲ့ဒီမှာပေါ့နော်ခွန်းနဲ့ပေတာ395ဆိုတဲ့အတွက်နိဘရိတ်တစ်ကြိမ်ဖောက်သွားခဲ့တယ်ပေါ့နော်โอเค35နိဆိုတဲ့အတွက်395ပြိတ်โอเคတယ်ပေါ့နော်ဒါဆိုရင်35နိဆိုတဲ့အတွက်ဒီဘောက89.79နဲ့9.9ဆိုပြီးယူထားတဲ့အတွက်ကြောင့်မို့ဒီမှာ9နဲ့2နဲ့ဓာတ်ပေါင်းအောင်ပါပေါ့နော်9နဲ့2ပေါင်းရှင်းသည်7ဖြစ်ပါတယ် ဆက်တစ်ကိုနိနေပေါင်းတော့ဒီနေနေပေါင်းရှင်၃၃ရင်းကို၅နဲ့ပေါင်းတော့၈အနီရောင်လေးနဲ့ရိပ်မယ်ပေါ့နော်၃ပြိပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီ၃၃ညာကိုဒီပင်မှာတော့ဒီတစ်ချိန်ပြဲသွားခဲ့ဖူးတယ်ပေါ့နော်ဒီပင်မှာတော့တွင်နေအရာ၃ပြိပေးတာဖြစ်ပါတယ်ခင်ဗျာ၃ရဲ့၈ရဲ့ဖြစ်ပါတယ်ပေါ့နော်โอเคဒါဆိုရင်ခုနကတင်တော့တဆူတဆဲနဲ့တပီး ဒီမှာရေးပြပေးသွားမယ်ပေါ့နော်တညာခွန်ခွန်ယခုက3ရက်6ရက်ဖြစ်ပါတယ် Okay နောက်ထပ်20ဒီကျော်လဲထပ်ပြီးတော့အတူတူလိမ့်လာကြည့်မယ်ပေါ့နော်ဒီမှာ96ပြိပေတာ98 9ပြိ6ခွန်ပေတာ3ပြိ9တောင်များပေတာ2တောင်များနဲ့4ပြိခြားပေးသွားတယ်ပေါ့နော်ရှင်းပြီးရင်ဒီမှာတောက်ချောက်ဖြစ်ပါတယ်ပေါ့နော်တောက်ချောက် โอเคဆက်ပြီးတော့လေ့လာကြအောင်ဒီဘက်မှာလေးပေါ့ခြိတည်တယ်ပေါ့နော်993 539 6ပေါ့နော်တော့များတက်ပေတာရှင်းခွန်ရှိပေတာနဲ့တော့များတက်ငါ993 396 6ကနဲ့6ခွန်ကလေးဟဲ့တပါပေါ့နော်โอเคနေဆက်ပဲဖြစ်ပါတယ်ရှိကူကတေပေါ်နော်ပြီးရင်ရှိကူလေ6ခွန်က ည်းနှစ်သုံးကတည်းနှစ်သုံးကကိုရှောက်ခွန်ကနှစ်โอเคပြီးခဲ့တဲ့ဘက်မှာတော့ခွန်ရှိဖြစ်မယ်ပေါ့နော်ဒါသူရဲ့25ဒီမှာဖြစ်ပါတယ်ခွန်ရှိဖြစ်ပါတယ်ပေါ့နော်ဒီမှာမရေးလိုက်ရဘူးပေါ့နော်ပြီးခဲ့တဲ့ဘက်မှာခွန်ရှိပေးတာ35နည်းဆိုတဲ့အတွက်ကြောင့်မို့တုံညာပရိโอเคတယ်ပေါ့နော်โอเคထပ်ပြီးတော့ကျွန်တော်ဒေတာကြည့်မယ်ပေါ့နော်ဒီဆက်တဲ့ချိန်အတွက်ဖြစ်ပါတယ် လဲစင်နဲ့လဲချိန်အထိပေါ့နော်ခုလောစေမပြတ်သေးဘူးပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်ဒီပြည့်ခဲ့တဲ့ဘက်ဒီဟာလေးပေါ့နော်ရှစ်ကိုမှာတဲရှစ်ကိုမှာလဲရှောက်ခွန်မှာတဲနှစ်သုံးမှာကတဲနှစ်သုံးတဲရှောက်ခွန်ကနှစ်အခွန်ရှင်းမှာတော့တုံညာဖြစ်တယ်ပေါ့နော်တုံညာနေဆွဲအတွက်တုံညာဖြစ်ပါတယ်တုံညာပရိ Okay ဒါဆိုရင်ဒီဆက်တဲ့ချိန်အတွက်ကတော့999ရဲ့3 9နှစ် နှစ်တောင်ညာပြီးရင်တောင်လေးကိုတစ်တောင်လေးတောင်တောင်ညာခွန်တောင်ညာလေးလေးဖြစ်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီ9ကို2ချိန်ပေါင်းရမယ်ပေါ့နော်ပြီးရင်9မှာ2ချိန်ဖြစ်ပါတယ်9နဲ့ချိန်9မှာ2ချိန်3မှာ2ချိန်5မှာ2ချိန်ဒီ2မှာ2ချိန်ဒီ2နဲ့3ရမှာ2ချိန်စီ9မှာ2ချိန်ဒီ4နဲ့မှာ2ချိန်စီ တည်လေကိုလေးနဲ့မြောက်ပြီးတော့နောက်ထပ်အနေနဲ့9နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။အဲဆိုရင်ကျွန်တော်ဒီ9နဲ့ချိန်ပေါင်း30ဒီ9နဲ့ချိန်ပေါင်းလေး30ပေါ့နော်3နဲ့2ပေါင်း5 9နဲ့ဒီ9ပေါင်းတာ14ဖြစ်ပါတယ်။နေနဲ့တုံညာနဲ့ပေါင်းချာနေ9နဲ့3နဲ့က30 4တလုံးဖြစ်မယ်4တုံညာလေးတုံညာ9အဲဆိုရင်ဒီ4နဲ့4ပေါင်းရှင်းဒီရှင်းနေနဲ့ပေါင်းရင်30 19ပေါ့နော်4 4ပေါင်းရှင်းရှင်းနေနဲ့ပေါင်း30 19 9တုံညာဖြစ်မယ်ပေါ့နော် ။ Okay တွင်ဒီအရာကျွန်တော်ကိုတုံညာပြိပယ်မှာဖြစ်ပါတယ်ခင်ဗျာ။ဘင်းပေါင်း၄ချိန်နဲ့အသေးချိန်အထိပေါ့နော်ကုလလောဆယ်တော့ကျွန်တော်တို့ဆက်တဲ့ချိန်မှာကိုတုံညာပြိပယ်မှာဖြစ်ပါတယ်ကိုရဲ့တုံညာရဲ့ဖြစ်ပါတယ်နောက်ထပ်20ဒီကိုဓာပြေးဒေတာကြည့်အောင်လားခင်ဗျာဒါလေးကတော့ကဏ္ဍတလုံးသေးပဲပေါ့နော်ဒီမှာဆိုရင်6ပြိပယ်တာ၄၄6 4ပြိချပေးသွားတယ် ရှစ်ပရိပေတာငါးပရိငါးပေတာရှစ်ပရိပြီးရင်တစ်ပေတာ6ဒီလိုလေးပါနော်တောက်လျှောက်ဖြစ်ပါတယ်ဒီအောက်မှာဆိုရင်ကျဲပင်မရှိသေးဘူးပေါ့နော်ဒီမှာဆိုရင်တောက်လျှောက်ဖြစ်ပါတယ် Okay ကျွန်တော်ပြီးခဲ့တဲ့ဘက်မှာ3ပရိပေတာပေါ့နော်3ပရိပေတာ3 5နေဆိုတဲ့အတွက်ကြောင့်မို့ထိတ်လေးပိတ်3လုံးပေါင်းခြင်းက3ညာပရိချပေးသွားခဲ့တဲ့အတွက်ဒီလို3ပရိ ပယ်တဲ့နေရာ okay နေဆဲပဲဖြစ်တယ်ပေါ့နော် okay အပင်ပေါင်း60နဲ့အတိအထိပေါ့နော်သူရဲ့တန်းကြီးကိုလေ့လာကြအောင်သူရဲ့တန်းကြီးကဒီရာလေးပေါ့နော်ကိုယ်ပယ်တာ6နာရီစနေနေ့9ပေါင်းခွန်ကိုဒီနေ့နဲ့ထပ်ပေါင်းထားတာဆိုရင်900ရတယ်ရှိပလေးချပေးသွားတယ်ပေါ့နော်၃ပေတာ၅ရှစ်ပေတာခွန်၄ပေတာ၁၄ပေတာ၃ ြီးရင်တော့10ပေတာ9 3 3ဆိုတဲ့အတွက်9 break 3ပေတာ9 9ပေတာ10 5ပေတာက၄5ပေတာ10 2ပေတာ10 3 9 10 2အကူနေပေါ့နော်ဆိုရင်ဒီမှာကျတော့3 5နေဆိုတဲ့အတွက်3ညဖြစ်ပါတယ်။ Okay ဒါဆိုရင်ဒီတော့ဒီ3 5နေကုန်မူတည်ပြီးတော့ထပ်ပြီးလေ့လာကြအောင်။ဒီအပေါ်ကဒီ3ညကို2ချိန်ပေါင်းမယ်။ကိုယ်မှာ2ချိန်ပြီးရင်နေမှာ2ချိန်ပေါ့နော်။ ကျွန်တော်၃ည9နဲ့ပေါင်းရှင်က9ဖြစ်ပါတယ်ကိုကိုဒီအောက်ကနင်းနဲ့ထပ်ပေါင်းတာဆိုရင်ပေါင်းရှင်တင်ရတဲ့အတွက်ကျွန်တော်ဒီမှာတင်ပရိပယ်မှာဖြစ်ပါတယ်ခင်ဗျာပင်ချေဖြစ်ပါတယ်ဗောနော်ဒါဆိုရင်ကျွန်တော်ဆက်တဲ့ချိန်မှာတင်ပရိပယ်မှာဖြစ်ပါတယ်โอเค 40နဲ့တစ်ကြိမ်ထိပါနော်ပင်ပေါင်း40အတစ်ကြိမ်အထိဆိုရင်တော့ဒီဆက်တစ်ကြိမ်မှာတိပရိပယ်တာဖြစ်ပါတယ်ခင်ဗျာတွင်နည်းအရာပေါ့နော်တွင်နည်းအရာတိပရိပယ်ထားတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီမှာတညာခွန်ခွန်3 8 9တညာတိပေးမယ်ပေါ့နော်โอเคနောက်ထပ်တစ်မျိုးကဒီမှာတညာတိပေးတာ69တုံများ9ပြည့်1နှစ်ပေးတာ9 5 9 9 6 8 5က2ပေါ့နော် လင်းငါပြိပေတာကိုငါ6ပေတာရှင်းလင်းငါပေတာနဲ့6ခွန်ပေတာက69တ6ခွန်နဲ့တင်းနဲ့ကလေနဲ့3က9 3ခွန်3ညာက6ပေါ့နော်3ညာတိခွန်6ခွန်တခွန်6က3ငါ6က9ပြိချပေးသွားတယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာငါ6ပြိကိုပေတာ3ခွန်ခွန်9ပြိဖြစ်ပါတယ်၄၅၁၄၅၉၃၅၁နှစ် နှစ်3ကတုံညာဖြစ်မယ်ပေါ့နော်နှစ်3ပြိပေတာ3 5နှစ်ရှိတဲ့အတွက်ကျွန်တော်တုံညာပြိโอเคတယ်ခင်ဗျာโอเคနောက်ထပ်20เนี่ยခုနှစ်ဆိုတဲ့အတွက်ဒီ959ပေါ့နော်959 3 5ဆိုတဲ့အတွက်ယူတဲ့နှစ်ကဒီနှစ်နဲ့တုံညာနဲ့ပေါင်းရှင်းညလို့ယူထားတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီနှစ်အော်ဒီတီက9ရဲ့တုံညာ9အလေထိပ်ပေါ့နော် 9နဲ့9ပေါင်း30ဆိုတဲ့အတွက်ကြောင့်မို့တုံညာတိပရိပင်မှာဖြစ်ပါတယ်တောင်ညာတိပရိပေတာဖြစ်ပါတယ်ခင်ဗျာဒါဒီကျွန်တော်20အရာပေါ့နော်အဲဆိုရင်တောင်ညာတိကနှစ်ကြိမ်ပါတယ်ပေါ့နော်ကျွန်တော်ကျွန်တော်ဒီမှာရှေ့ရဗီဒီယိုမှာတင်ပြထားတဲ့ပရိကပုံတူဒီညတုံးကိုပေါ့နော်ပြီးခရစ်ဘတ်မှာကိုတောင်ညာပုံတူတာဖြစ်ပါတယ်တောင်ညာပရိပေါ့နော်ဒီတစ်ပတ်ဒီပရိ၃လုံးက ်3မျိုး23မျိုးဒီ239ပုံတူတယ်ပေါ့နော်239ပုံတူတယ်ဒါဆိုရင်ခုနကကျွန်တော်ပြိတ်ပယ်လိုက်တာကြံနေတာပရိတ်က2056ကြံနေပေါ့နော်ဆိုတော့ခုနက239ဆိုတော့ကျွန်တော်ဒီမှာနိပရိတ်ပုံပြီးအာတာမြင်ပေါ့နော်နိပရိတ်အာတာမြင်2056ပရိတ်အရင်ဖြစ်မယ်ပေါ့နော်ဒီမှာ956 239ကဒီ3နဲ့9နဲ့ဒီဒီမှာပါနော်3ရဲ့ 9ရက်9ရက်39ဆိုတော့ပရိအားနေ့ထဲမှာပါနေတဲ့အတွက်ကြောင့်မို့ကျွန်တော်နေ့ပရိကိုတင်ပြီးတော့ဒီ၄5 6ပရိကိုတော့အရင်အရင်ပရိဖြစ်မယ်ပေါ့နော်โอเคကျွန်တော်နောက်ထပ်ဗီဒီယိုမှာထပ်မံဆုံတွေ့ကြရအောင်ပါခင်ဗျာ